အားလုံးပဲမင်္ဂလာပါရေဘော်ရှင်းလေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ April 12ရက်နေ့ဒီနေ့မှာကျွန်တော်နဲ့ကျွန်တော်မိဘပြည်သူတွေမေခွန်းဆုံးဖြတ်ရမယ်ဤရပါဆိုတော့လက်ရှိချိန်မှာတော့အမေတို့တောင်ဆန်းစွတ်ကြည်အတွက်လူငယ်ချမ်းသာခွင့်ပညာချက်ကဝကူလတမကက ထုတ်ပြန်ကြီးညာပေးလိုက်ပါတယ်ဆိုတော့ အဲ့ဒီမှာကျွန်တော်တို့အထူးထူးမဲခွဲပြီးတော့စုပ်ပြတ်ကြပါမယ်ကုလသမဂ္ဂကတော့လူငင်းချမ်းသာကြီးညာချက်ကိုတော့ထုတ်ပြန်လိုက်ပြီမေယိုဒေါဇန်စွတ်တီနဲ့တမရကြီးကိုဖန်စီအချင်းချထားတဲ့အကျမ်းဖတ်ဖတ်စစ်ကောင်တွေကောလူငင်းချမ်းသာဝင်ပေးပါမလားဆိုတဲ့အကြောင်းကြီးကျွန်တော်တို့အထူးထူးဆွေးနွေးကြမယ်ဗျာနောက်ထပ်ဒင်းတစ်ခုကတော့အမေကျူလို့ခေါ်ရင် သူ့ရဲ့တမီးခင်သီးတမုံကိုပါ အလကားပေးတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်သူ့အမေကျူလို့ခေါ်ဖို့ပဲလိုတာပါဆိုတော့ဒီနေ့တင်ပြမယ့်အကြောင်းအရာတွေကျွန်တော်လည်းကျွန်တော်မိပါတယ်အတူတူစွန်းရီးရင်းနဲ့အရှိကိုဆက်ရမယ့်ပုံစံလေးမျိုးကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိဝင်ကြည့်ရှုဖို့ကျွန်တော်ရဲ့မိဘပြည်သူရဲဘော်ရဲဘက်တအူးချင်းစီတိုင်းကိုလေစာဖိတ်ခေါ်လိုက်ပါတယ် ဟုတ်ပါတယ်ကုလသမဂ္ဂရဲ့လူငင်းချမ်းသာခွင့်ကြီးညာချက်ကိုအကျံဖတ်အုတ်စုမာလာနဲ့အပေါင်းပါတတိုက်လိုက်နာမာလာဆိုတဲ့မိကုန်းကတော့ပထမဦးဆုံးကျွန်တော်တို့ဖြည့်ကြည့်ရမှာဖြစ်တယ်ကျွန်တော်ရဲ့ဗီဒီယိုကြည့်နေရင်ねဗီဒီယိုကွန်မန့်မှာမိကုန်းတော်စန်းစွတ်ကြည့် ကိုကုလကမငင်းချမ်းတာခွင့်ကြီးညာပြီးတဲ့နောက်ပိုင်းအကြမ်းမဖက်စစ်ခွေးရထပ်ပြီးတော့ဖန်ထားအောင်မှာလာထပ်ပြီးတော့အချုပ်အနောင်နေကြားရဲမှာပဲထားမှာလာဆိုတာတွေကိုကျွန်တော်တို့အတူတူဖြေရှားကြည့်ရအောင်ပါဟုတ်ကဲ့ပါနှုတ်ငင်းချမ်းယေရှုရှင်မေအိုတော်ဆန်းစွတ်ကြည်နဲ့သမရဦးဝင်းမြင့်အပါဝင်2021က အာနာသိမ့်တဲ့က ဖန်းစီထိမ့်သိမ့်ခံရတဲ့အကျဉ်းသားတွေအားလုံးကိုလူငယ်ချမ်းသာခွင့်ပေးဖို့အတွက် ကုလသမဂ္ဂကဧပြီလ17ရက်နေ့မှာကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ဆိုတော့မေဟိုဒေါ်ဇန်စုကြည်အတွက်ကျွန်ရဲ့ညီကိုမောင်မတွေဘလောက်တိဆိုရင်ပူဝင်နေကြလဲဆိုတာကို ဒါအနိကက်ဆုံးငလိလှုပ်တဲ့အချိန်မှာကျွန်တော်တို့ပို့ပြီးတော့ခန်းစားတွေ့မြင်ခဲ့ရပါတယ်ဆိုတော့နေပြီးတော့မှလည်းပဲငလင်ရဲ့ပြင်းထန်တဲ့ရိုက်ခတ်မှုတွေကြာစေုံကျုပ်လိုနေရာမျိုးတော်မှပြုတ်ကျသွားတဲ့အခါမှာအမေအိုအခြေအနေကိုကျွန်တော်တို့အတင်းတွေစောင့်တော့နေကြတာပါဆိုတော့ငလိလှုပ်ခတ်တဲ့အခြေအနေကိုမေအိုဒေါ်ဆန်းစွတ်ကြည့်ကို၌လည်းခန်းစားခဲ့ရပါတယ်မူးဝေသွားတာကို ဝီမိုးဝေသွားတာတွေလည်းရှိခဲ့တယ်လို့သူစီကပြန်လဲကြားသိခဲ့ပါတယ်ထပ်မံပြီးတော့လည်းအခုချိန်ထိ ကျမ်းမာချမ်းသာစွာနဲ့ရှိနေစေဖြစ်တဲ့အကြောင်းကိုလည်းမနေ့ကဗီဒီယိုမှာကျွန်တော်ထုတ်ပြန်ကြီးညာခဲ့ပြီးပါပြီဆိုတော့အမေဦးနဲ့ပတ်သက်ပြီးတော့နောက်ဆက်တွဲထပ်မံပြီးတော့ကျွန်တော်တို့ကုလသမဂ္ဂရဲ့ထုတ်ပြန်ကြီးညာချက်တကယ်ရောဖြစ်လာပါမလား ကျွန်တော်နိုင်ငံအတွင်းထဲမှာနိုင်ငံတော်အတိုင်းအကံကောင်စီဒေါန်ဆန်းစွတ်ကြည်ပြီးတော့နိုင်ငံတော်သမ္မတကြီးနဲ့ကျွန်တော်တို့အစိုးရတရက်လုံးကိုအဖြစ်မဲ့ဖမ်းဆီးပြီးတော့ယနေ့အချိန်ထိချုပ်နှောင်ထားစေဒါဟောဒါအတွက်ကျွန်တော်တို့ပြည်သူတွေအယံကိုစင်ကောင်းဖြစ်ရတယ်ပြီးတော့ဒေါန်ဆန်းစွတ်ကြည်ရဲ့အသက်ကလည်းတော်တော်လေးကြီးနေပါပြီ ဆိုတော့ဒီသက်ရွယ်နဲ့မလိုက်ဖတ်အောင်ဒီနေ့အချိန်ကြီးအချင်းချခံတည်ရတဲ့အခြေအနေမှာသူ့ရဲ့ကျမ်းမာရေးဘယ်ချိန်မှာဘလို့ဖြစ်နိုင်လဲဆိုတာကိုဘသူမှကြိုတင်ခံမှန်းလို့မရပါဘူးအရင်အချိန်ငယ်စဉ်နုနယ်တဲ့အချိန်တွေမှာကလေးကဒီနေ့အချိန်ထိကျွန်တော်တို့ဒါမတမာသူလူရုပ်မာတွေရဲ့အာနာရှင်ဆန်ဆန်း နှစ်ပေါင်းများစွာအချင်းချခဲ့အချင်းချခံရရတဲ့ဒေါန်ဆန်းစွကြည်အခြေအနေဟာယနေ့သူ့ရဲ့အသက်အရွယ်နဲ့တကယ့်ကိုမလိုက်ဖတ်တဲ့ဟာကိုလည်းကျွန်တော်ရဲ့မိဘပြည်သူတွေစိုးရင်หนีကြရပါတယ်ကျွန်တော်လည်းအရန်ကိုစိုးရင်ပါတယ်ဟုတ်ကဲ့ပါကလတ်တမကအဖွဲ့အစည်းကတော့ညညာချက်ထုတ်ပြန်လိုက်ပြီအဲ့ဒီပုံမှာ ဟိုဘက်ကကောင်တွေကတော့လိုက်နာမလားမလိုက်နာဘူးလားဆိုတာကိုတော့စောင့်ကြည့်ရမယ်ဆိုတာထက်ကျွန်တော်ရဲ့ feel ကိုကြည့်နေတယ်ကျွန်တော်ရဲ့မိဘတွေစီမှာဒါအဖြစ်ရှိနေလောက်ပြီလို့တော့ကျွန်တော်ညှောလိုက်ပါတယ်ဟုတ်ကဲ့ပါငလင်ကြောင့်လူပေါင်း3600ကျော်တည်ဆုံးပြီးတော့ငါတော့18ဦးတန်းရရှိခဲ့တယ်ပြီးတော့ပျောက်ဆုံးနေတဲ့လူဦးရေပေါင်း145ဦးပျောက်ဆုံးနေတဲ့အချိန်မှာအပြစ်ခက်ရစဲရေးကို ချိုးဖောက်ပြီးတော့ မြန်မာနိုင်ငံတွန်းတိုက်ပွဲဆက်လက်ဖြစ်ပွားနေတဲ့အခြေအနေနဲ့တော်လိုင်းရေးအင်အားစုတွေထိမ့်ချုပ်ထားတဲ့နေမြေတွေကမလင်းဒဏ်ခံစေခံစားနေရတဲ့ငလီဘေးသိနေတဲ့ပြည်သူတွေပြီးတော့အသက်ရှင်ကျန်ရစ်သူတွေကို လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေကိုတားဆီးပိတ်ပင်မှုတွေပေါ်ကုလသမဂ္ဂကပြင်းပြင်းထန်ထန်ဝေဖန်တုံ့ပြန်မှုတွေထွက်ပေါ်လာတာပါ။ လူသားချင်းစာနာမှုဆိုတော့ကျွန်တော်နိုင်ငံအတွင်းမှာကင်းမဲ့နေခဲ့တာအတော်ကြာပါပြီကုလားခင်ဗျာကျွန်တော်ကတော့ဒီလိုလေးပဲပြောချင်ပါတယ်ငလီဖေးတင့်တဲ့အချိန်ဒီခုဆိုရင်မိုးတွေပါရွာနေတဲ့အချိန်ဆိုတော့ဒီအချိန်တွေမှာကျွန်တော်တို့ပြန်လဲထူထောင်ရေးဆိုတဲ့အတန်လုံးဝမကြားရသေးဘူးကျွန်တော်တို့ပြည်သူအတွက် လုံခြုံဘေးကင်းစိတ်ချရပြီဆိုတဲ့ဒင်းမျိုးလဲကျွန်တော်တို့မကြားရသေးပါဘူးခင်ဗျာလက်ရှိအခြေအနေရောကျွန်တော်တို့ငလင်စပြီးတော့လှုပ်ခတ်တဲ့အခြေအနေအထိကျွန်တော်ပြည်သူချင်းချင်းကူညီမဲ့အစည်းအဝေးတွေတောင်မှတားဆီးပိတ်ပင်မှုတွေဖန်စီခံနေရစေအခြေအနေတွေနဲ့ကျွန်တော်တို့ပြည်သူတွေကခံစားနေရစေဆိုတာ ကျွန်တော်နိုင်ငံသားကျွန်တော်ပြည်သူတွေပို့ပြီးတော့တိပါတယ်ဒါကိုလည်းပဲကုလသမဂ္ဂကသူတို့တွေတွေ့ပါတယ်သူတို့တွေတိပါတယ်ဆိုတော့ဒါကြောင့်လည်းပဲဒီညာချက်ကိုထွက်ပေါ်လာတာဖြစ်တယ်ဟုတ်ပြီကုလသမဂ္ဂလူခွင့်ရေးဆိုင်ရာမာမင်းကြီးကလည်းလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးမှုတွေပြီးတော့ကျွန်တော်တာစီပိတ်ပင်မှုတွေကိုဒါဖေရှားပေးဖို့နဲ့စည်ရေးဆိုင်ရာ စစ်စင်ရေးတွေကိုအမြန်ဆုံးရတန်းဖို့ကြီးညာထားပါတယ်နောက်တစ်ခါခုလပြောခွင့်ရသူကလည်းပဲမြန်မာစစ်တပ်ဟာငလင်ကာလအတွင်းမှာတိုက်ခိုက်မှုအကြံရေ120ကျော်ရှိခဲ့ကြောင်းထပ်ဝက်ကျော်ဟာအပြစ်ခတ်ရစဲရေးကြီးညာတဲ့ April 2ရက်နေ့ပြီးတဲ့နောက်ပိုင်းမှာတိုက်ခိုက်မှုကြီးဖြစ်ခဲ့အကြောင်းကို ောဆိုထုတ်ပြန်ခဲ့ပါတယ်။ကျွန်တော်နိုင်ငံသားတွေဒီချက်ပို့ပြီးတော့ခံရပါတယ်။ယနေ့ကျွန်တော်သတင်းပြောနေတဲ့ April 12ရက်နေ့အထိဘုံကျဲတက်ခိုင်မှုခံရစေ။သူတို့စီရောက်တဲ့အချက်လက်နဲ့သူတို့စီရောက်တဲ့အကျိန်အရေးပြီးတော့သူတို့စီရောက်တဲ့လူဦးရေဟာအနေငယ်မျှသောစရင်ပဲဖြစ်ပါလိမ့်မယ်ဆိုတာကိုကျွန်တော်ရဲ့ဗီဒီယိုကြည့်နေတဲ့မိဘတွေပို့ပြီးတော့ သိပါတယ်ဟုတ်ပြီအဲ့ဒီသူတို့ကြီးညာပြီးတော့အကျမ်းဖတ်ဘုံကျဲတိုက်ခိုက်မှုတွေအများစုကိုလိလာလိုက်တဲ့အချိန်မှာလီချောင်းကဘုံကျဲမှုတွေနဲ့လက်နက်ကြီးနဲ့ပြတ်ခတ်တိုက်ခိုက်မှုအချိန်ကြီးအများဆုံးဖြစ်တဲ့အကြောင်းကိုလေကုလမှာအချက်လက်နဲ့တကွာထုတ်ဖော်ပြောဆိုထားပါတယ် ဟုတ်ပြီဒါကတော့ကုလသမဂ္ဂရဲ့ထုတ်ပြန်ကြေညာချက်အဲ့ဒီမှာထူးခြားတာတွေဟာ2021ကျွန်တော်ပြည်သူအစိုးရပြီးတော့ကျွန်တော်တို့ပြည်သူစီကအာဏာသိမ်းခဲ့စဉ်ကတည်းကအဲ့ဒီအချိန်မှာဖန်စီချုပ်နှောင်ခံထားရတဲ့ဒူတွေအကုန်လုံးကို ပြန်လွှတ်ပေးဖို့နံပါတ်1ဦးစားပေးတောင်းဆိုထားတာ နမနှစ်တောင်းဆိုထားကတော့ကျွန်တော်ကဲဆယ်ရေးတွေကိုတာစီပိတ်ပင်နာတွေကိုရက်တန့်ဖို့နဲ့လက်ရှိစစ်ဘက်ဆိုင်ရာစစ်စင်ရေးတွေအားလုံးကိုရက်တန့်ဖို့ထုတ်ပြန်ကြေညာချက်မှာအချက်၃ချက်တွေ့ရမှာဖြစ်တယ်ဆိုတော့ join me ပါတွေကျွန်တော်တို့ကသတင်းတင်ဆက်နေတဲ့ပုံစံထက်ကျွန်တော်မိသားစုဝင်တွေစကားပြောဆွေးနွေးတိုင်းမင်းနေကြပုံစံလေးပဲတွားနေတာပါ ဆိုတော့မေဟိုတော်ဆန်းစွတ်ကြည့်ဘူးလေကျွန်တော်တို့အားလုံးကမြင်ချင်းနေပြီ ပြီးတော့တော်ဆန်းစွတ်ကြည့်ဘာပြောမလဲဆိုတာကိုလေကျွန်တော်တို့သူ့ရဲ့အတန်ကိုကြားချင်းနေပြီဒါကကျွန်တော်တို့ blind ပြီးလုံးရဲ့ဆန္ဒဖြစ်တယ်လို့တကွာလုံးမှာရှိတဲ့ဓမ္မဘတ်တော်သားတွေရဲ့ဆန္ဒဖြစ်တယ်ဒီဆန္ဒကိုအခုကုလသမဂ္ဂအဖွဲ့အစည်းကလူငယ်ချမ်းသာခွင့် မေအိုအတွက်ကျင်ညာချက်ထုတ်ပြန်ကျင်ညာလိုက်ပါတယ်အဲ့ဒီလူငင်းချမ်းသာခွင့်မှာတမနာဥဝင်းမြေအပါအဝင်ကျွန်တော်တို့ပြည်သူအစိုးရတစ်ချက်လုံးပြန်လဲလွတ်ပေးဖို့တော့စုထုတ်ပြန်ထားတာပါဒါကိုရက်ကပူရောညံရီမမီတဲ့ မလာအုပ်စုလက်ခံပါမလားဒါကိုလိုက်နာပါမလားဒေါ်စန်းစွတ်ကြည့်ကို သူအရန်ကြောက်တယ်ဘာကြောင့်ကြောက်တာလဲကျွန်တော်ပြည်သူလူထုရဲ့ထောက်ခံမှုအကြီးအကျယ်ရထားတယ်မြန်မာနိုင်ငံတနိုင်ငံလုံးရဲ့တူဒီသောသူခိတခနာလေးပဲဒီမိုကရေစီဆိုတဲ့အနက် အရာဒါလေးနဲငယ်လေးပဲတိတ်ရလိုက်တဲ့ကျွန်တော်တို့လူငယ်တွေကအခုနေဦးတော်လှန်ရေးရဲ့သူရဲ့ကောင်းနေနေဦးတော်လှန်ရေးရဲ့ကျွန်တော်တို့ဒါပြည်သူတွေယုံကြည်အားကိုစိတ်ချရတဲ့ကာကွယ်ရေးရဲဘော်တွေဖြစ်မမမမယက်တီနိုင်ရဲ့ဆိုတော့ဒီအခင်းချင်းမှာ ျွန်တော်ပြည်သူအားလုံးရဲ့ဆန္ဒလဲဖြစ်ဟုတ်ကုလသမဂ္ဂရဲ့ထုတ်ပြန်ကြေညာချက်အရာဟိုဘကကောင်းွေလိုက်နာမလားမလိုက်နာဘူးလားဆိုတာကိုကျွန်တော်တို့ကသိနေတယ်ဟုတ်တယ်နော်ကျွန်တော်မြင်ပါဒီကောင်နေတောင်းဆန်းစွတ်ကြည့်ကိုလွတ်ပေးမှာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်တခု ပြောနိုင်တာကအခုအချိန်ထိတောင်းဆန်းစွတ်ကြည့်ကိုဖန်စီထိမ့်သိမ်းထားလို့လေသူတို့အတွက် အကျိုးမရှိဘူးဒါပေမဲ့မာလာအုပ်စုပို့ပြီးတော့အကျိုးမဲ့စီမဲ့ကိစ္စကတကယ်လို့အချင်းချခံနေရစေအမေကိုတောင်းဆန်းစွတ်ကြည့်ထောင်ထဲမှာတခုခုဖြစ်သွားလို့ကတော့နေပြီးတော့ပြာပုံဖြစ်ပြီးလို့တာမှတ်လိုက်တော့ကျွန်တော်တို့က နိုင်ငံအတွင်းမှာလက်ရှိဖြစ်ပျက်နေတဲ့အာဏာရှင်အုပ်စုတွေနှစ်ပေါင်းများစွာဒါချုပ်ကန့်ချက်လှမှုတွေတုံ့ပြန်နေရတဲ့တော်လှန်ရေးပွဲမှာဘိုင်နင်းတစ်ခုလေကျွန်တော်တို့ကတော်လှန်ရေးမှာအသုံးပြုလို့မရဘူးဆိုတော့ကျွန်တော်လူငယ်တွေကောင်းကောင်းသိတယ်ဒါဟာတိုင်းနေပြီလို့လွတ်မြောက်ဖို့အတွက်ကြိုးစားနေတာအဲ့ဒီလွတ်မြောက်ဖို့အတွက်ကြိုးစားနေတဲ့နေရာမှာကျွန်တော်တို့အချင်းချခံလာရတာမေဝတော်ဆန်းစွတ်ကြည်ဟာလေထိတ်ဆုံးမှကျွန်တော်တို့ ကဲထုတ်ပေးရမယ်တာဝန်ကျွန်တော်လူငယ်အတိအတိသိတယ်ဖြစ်နိုင်ရင်ဘသူရဲ့ကျင်ညာချက်မှမဟုတ်ဘဲနဲ့ဘသူရဲ့တောင်းဆိုချက်မှမပါဘဲနဲ့အမေကိုတော်ဆန်းစွတ်ကြည့်ကိုကျွန်တော်ရဲ့လူငယ်တွေလက်နဲ့ပဲထောင်ထဲကတွဲထုတ်ခေါ်ခြင်းတာထို့တူပဲထောင်သီးသီးမှ နီးမျိုးစုံနဲ့တင်းအာရမ ထောင်ချခံထားရတဲ့ကျွန်တော်တို့ရဲ့လူငယ်တွေကျွန်တော်တို့ရဲ့မိသားစုဝင်တွေအကုန်လုံးကိုကျွန်တော်တို့လက်နေပဲကျွန်တော်တို့ကယ်ထုတ်ပေးခြင်းတာဒါကလည်းဖြစ်လာမှာပါကျွန်တော်ယူမိပါတယ်ဒါကြောင့်ကုလသမဂ္ဂလုံခြုံရေးကောင်စီပဲဖြစ်ဖြစ်ကုလသမဂ္ဂရဲ့ဖွဲ့စည်းတည်ရလုံးကပဲဖြစ်ဖြစ်အခုမာမင်းကြီးကို၌ထုတ်ပြန်လာတဲ့ကြေညာချက်မာလာမင်းအောင်လှိုင်တဲ့ အကျန်းဖတ်ကောင်းနေလိုက်နာရင်လည်းပဲကျွန်တော်တို့ဖြီးသူလူလူနဲ့တရက်လုံးနဲ့ပူပေါင်းပြီးတော့ကျွန်တော်တို့ရဲ့အမေတို့တောင်းဆဆုကြည့်နေကျွန်တော်တို့ရဲ့သမရာကြီးကိုကျွန်တော်တို့ရဲ့လက်နဲ့ပဲကျွန်တော်တို့ကဲထုတ်ဒါကျွန်တော်တို့ရဲဘော်တွေရဲ့ဆန္ဒဖြစ်ပါတယ်ဟုတ်ပြီနောက်တစ်ခုကိုထပ်ပြီးတော့ကြည့်ရမှာကအမေကျူလို့ခေါ်ရင်တဲ့လိုချင်တာအကုန်လုံးရတယ် တော့ဒီမှာလည်းမိကုံးလေးရှိတယ်ဗျာအမိကျူဆိုတာဘာတူလဲအာမိဦးဒေါမစန်းစွတ်ကြည့်နေရှင်ပြန်ကျင်နေတဲ့သူတွေအများကြီးရှိတယ်နီးမျိုးစုံနဲ့ရှင်ပြန်နေစေသူတွေလည်းအများကြီးရှိခဲ့တယ် ပြည်သူလူထုတစ်ရက်လုံးရဲ့နှလုံးသားကိုဆွဲခိုင်လှုပ်ခဲ့သူလူထုခေါင်းဆောင်ထောင်စန်းစုကြည် ਨੇ ဂျင်းပေါင်းတန်းနိုင်မဲ့သူမျိုးဒီနေ့အချိန်ထိမြန်မာနိုင်ငံမှာမမွေးသေးဘူးဒါပေမဲ့လည်းပဲဂျင်းပေါင်းတန်းဖို့သူတို့တွေညီမျိုးစုံနဲ့ကြိုးစားနေတယ် Pride လုပ်နေတဲ့အဖွဲ့တွေထဲမှာလည်းရှိတယ် ကျွန်တော်အမိပြတ်မပြောသေးဘူးနော်အမိတက်ပြောလိုက်ရင်အတင်းဖြစ်သွားမယ်နော်ကျွန်တော်မိပါတယ်သိပါတယ်ပြီးတော့အခုပိုဆိုးတာကသူ့အမိကျူလို့ခေါ်ရင်လက်ညှိုးညွန်ရရေဖြစ်ပါတယ်လေဗျာအမေကျူလို့ပဲတခုံးခေါ်လုပ်ငန်းမှန်တယ်ဗျလုပ်ပိုင်ခွင့်ပေးတယ်အမေကျူလို့ပဲတခုံးခေါ်သူ့ရဲ့တမီး ကိုပါအလကားပြီးဖို့အစင်းသင်ရှိခဲ့တာတယ်ဆိုတော့သူ့သမီးကစောစောစစ်စစ်လင်ရသွားလို့မဟုတ်ရင်သူ့သမီးတော်မှာအလကားပြီးမဲ့အချိန်လေးမျိုးအထိရှိခဲ့တယ်လို့ကျွန်တော်တို့သိထားရပါတယ်ဟုတ်ပြီအဲ့ဒီအမေကျူလို့ခေါ်ခံခြင်းနေတဲ့သူကတော့မာအာလာမင်းအောင်ဖန်ရဲ့မိမတောက်ခေါ် ကျူကျူလှရခိုင်သူကရခိုင်ကိုမပြန်ရဲတဲ့ရခိုင်ရမ်းပြေကျူကျူလှဖြစ်ပါတယ်ဒီသတင်းတွေနဲ့ပတ်သက်ပြီးတော့ရှောင်းရမိဘပြည်သူတွေကိုရဲဘော်ရဲဘက်ညီကိုတွေကိုကျွန်တော်အသေးစိတ်တင်ပြပေးဖို့လဲရှိပါတယ်ဟုတ်ပြီအရှိမကျွန်တော်တင်ပြခဲ့တဲ့ကုလသမဂ္ဂကလူငယ်ချမ်းသာဖွင့်ပေးဖို့ ਨੇ ကျောင်းနိုင်ငံတိုင်းနိုင်ငံလုံးမှာအပြစ်ခတ် ရစဲရေးကိုကြီးညာချက်ထုတ်ပြန်ထားတဲ့နောက်ပိုင်းတွေမှာအချိန်ရေပေါင်း120ကျော်လေကြောင်းလက်နက်ကြီးနဲ့ပြက်ခတ်မှုတွေရှိခဲ့ပါတယ်ဆိုတာကိုလည်းမင်းအောင်လှိုင်းညင်းလို့မင်းအောင်အခုတောင်ကြီးမြို့ရွှေဖုံးပွင့်စီရီရောမှာဖျားချစ်တင်နေပါတယ်မာလာနဲ့တမိသားစုလုံးတွားပြီးတော့ထစ်တင်နေတယ် ဆိုတော့ဒိုင်းနီမီလုံးပွက်လို့ရှိုင်းနေတဲ့အချိန်မှာဒိုင်းနီမီလုံးဒုက္ခရောက်နေတဲ့အချိန်မှာဖျားထီးတင်မပြတ်ပွဲတက်မပြတ်ဒီလိုချင်းနေမျိုးမှာတစ်ဖက်ရက်ကွက်သူတို့ရက်ကွက်သူရက်ကွက်သားအချင်းချင်းပြန်ပြီးတော့ကဲ့ရဲ့ရှုံချနေတယ်ကျွန်တော်တို့တော့ပြောစရာမလိုပါဘူးဒါပေမဲ့ကျွန်တော်ပြောချင်တာကတော့အဲ့ဒီ တောင်ကြီးမျိုးရွှေဖုံးပွင့်စီတော်ဖျားဒါထင်းတင်တဲ့ကိစ္စမှာအကျံဖက်ခေါင်းဆောင်မအလာကရကြနှစ်မျိုးတွားလုံတယ်လို့သိထားရပါတယ်ပရမတိရကြကစကိုင်းငလင်မှသည်နေပြည်တော်အထိဖို့ဖို့ညံ့ညက်ကြေသွားအောင်ပျက်စီးဆုံးရှုံးခဲ့တဲ့အခြေအနေတွေနဲ့သူ့ရန်ကိုစိုးရင်ထိရန်နေတယ် ။အဲကြောင့်ရတရားအသေးတန်ပြည့်ချီနေပြီးတော့ကြီးကြီတော့မှာနေပြီးတော့ကြီးပျောက်ကွယ်တော့မှာနေပြီးတော့ဟာကျင်းစာသိနေမြေဖြစ်တော့မှာမအားလာသိနေပြီကျွန်တော်ရင်မိပါတယ်။ဟုတ်ပြီနောက်ထပ်ချက်အဲ့ဒီချက်ကပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းတယ်။သူမိသားစုတွေရဲ့အသက်အန္တရာယ်အတွက်ရကြသွားချေပါလေ ။ဒါကြောင့်လည်းပဲတောင်ကြီးမျိုးရွှေဖုံးဝင့်စီဒီတော်ထီးတင်ပွဲကိုတမိသားစုလုံးသွားတယ်။ကဲကျွန်တော်ရှိမှတခါပြောခဲ့မှုတယ်။နေပြီးတော့ငလေးလှုပ်တဲ့အချိန်မှာသူ့ရဲ့စစ်ရဟတ်ရင်ကိုတုံးပြီးတော့အထူးလေရင်နဲ့သူ့သားသမီးတွေသူ့မိသားစုတွေအကုန်လုံးကိုရန်ကုန်ကိုအလင်းအမြင်ပြောင်းရွှေ့ပေးလိုက်တယ်။နေပြီးတော့မှရှိတဲ့ပြည်သူတွေတော့သိရင်သိသိတာတော့မှ သတင်းထုတ်ပြန်ခွင့်မရတဲ့အခြေအနေနေပြည်တော်မှာရှိတဲ့နန်းနန်းတွေရဲ့ဘွာအခုလမ်းဘေးမှာတောင်းစားနေရတဲ့အခြေအနေအများကြီးတွေ့နေရပါတယ်သူတို့တွေဘလောက်ပဲလိမ်နေအပုံနံကတော့ထွက်လာတာပဲဟုတ်ပြီဒီလိုအခြေအနေဒီမှာတစ်ဖက်မှာကြေကြာသွားချီနေတယ်ဖျားထိတင်နေတယ်တစ်ဖက်မှာလေချောင်းကနေပြီးတော့ဘုံကျဲပြီးတော့ ယဟန်တန်ဃာတွေနဲ့ပြီးတော့တကြံဥပုံစောင့်နေတဲ့သူတွေကိုပါသေစီလောက်အောင်ရဆက်ကြုံမှာမှုပြောပြလို့မကုံနိုင်မခမ်းနိုင်ကျွန်တော်ပြီးပါအယံလဲအော်ဖို့ကောင်းတယ်ဟုတ်ပြီဒီပန်းကြီးမျိုးချက်ခတ်ကျွေးရဖုံကြီးเจ้าကိုယနေ့ April 17ရက်နေ့မှာအကြမ်းမဖက်စစ်တပ်ကလေကြောင်းကနေပြီးတော့ဘုံကျဲမှုအတွင်းမှာတန်ဃာတော်တွေ့ တည်ဆုံးခဲ့ရတယ်။ဒါအပြင်တကြံဥပုစောင့်မှုအတွက်ရောက်လာတယ်။ကျွန်တော်တို့ရဲ့ဥပုတဲ့တွေလည်းတည်ဆုံးခဲ့ရပါတယ်။ဒါရှင်းနေပါပြီ။တကဘာလုံးကလည်းသိတယ်။ရောက်တဲ့နိုင်ငံလုံးကလည်းသိတယ်။ဒါကြောင့်လည်းသူတို့ရဲ့ထုတ်ပြန်ကြေညာချက်ဟာခရိုင်ရိုင်းပြောရမယ်ဆိုရင်တော့ ခွေးပြောခွေးပဲယုံပါတယ်ဟုတ်ပြီဒီလိုမျိုးဒီနေ့လိုချက်မျိုးဟာလည်းပဲတကူးလာပြင်းနေဖြစ်ပါတယ်ဒီလိုလာပြင်းနေလို့နေ့ရက်မျိုးအခါချင်းလို့ရက်မျိုးကိုကျွန်တော်ရဲ့မိဘပြည်သူတွေအရန်ကိုထုတ်မြန်ထားကြတယ်ဗုဒ္ဓဘာသာဝင်တွေအများစုဆိုတော့ဗုဒ္ဓဘာသာဝင်တွေဟာတကြံကာလမရောက်ခင်ကလေးကကျွန်တော်တို့ဥပုံစောင့်နေ လေအကျင့်တွေနဲ့အတူဘုံကြီးကျောင်းတွေမှာတွားလျှောက်ပြီးတော့နေထိုင်ကြတာရှိတယ်။ဝေယဝိသလုတ်တိတော်လကောဥပုပ်ဝင်လို့တော်လကောအခြားသောအလှူတန်းကိစ္စကြောတော်လကောဒီချိန်မှာသူတို့ဒီကုသိုလ်ယူကြပါတယ်။ဆိုတော့ကျွန်တော်တို့ဘုရားဘာသာဝင်တွေကုသိုလ်ယူနေတဲ့အချိန်မှာဘုံကြီးကျောင်းတဲ့တဲ့ကိုဘုံကျင်းမှုဒါဆိုရင်တော့ကျောင်းနိုင်ငံအတွင်းထဲမှာ ငြိမ်းချမ်းရေးရဖို့ပြီးတော့ကျွန်တော်တို့နိုင်ငံအတွင်းထဲမှာလူငြိမ်းချမ်းသာခွင့်တွေရဖို့ကျောနိုင်ငံအတွင်းထဲမှာလူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေရရှိဖို့ကျောနိုင်ငံအတွင်းထဲမှာအခုလက်ရှိဖြစ်ပျက်နေတဲ့အရာအလုံးအတွက်အဓိကတရားခံဟာအချမ်းဖတ်ခေါင်းဆောင်အာနာယူမင်းအောင်လှိုင်တဲ့အုပ်စုကြောင့်ပါဖြစ်ပါတယ် ဆိုတော့ဘလူချီနေမျိုးမှာပဲဖြစ်ဖြစ်ကျွန်တော်တို့ရဲ့ပြည်သူလူထုနဲ့ကျွန်တော်တို့အတူတူရုန်းကန်နေရတဲ့ပွဲပါကျွန်တော်တို့လူငယ်တွေအနေနဲ့ကတော့ဘသူ့ကိုမှမမျော်လင့်ခဲ့ဘူးဘသူ့ကိုမှလည်းကျွန်တော်တို့စောင့်မျော်နေမှာမဟုတ်ဘူးဒါကြောင့်လည်းပဲနေဦးတော်လိုင်းစတင်ခဲ့မှဒီယနေ့အချိန်ထိကျွန်တော်တို့ပြင်းထန်တဲ့စစ်စင်ရေးတွေကိုပူပေါင်းလှုပ်ဆောင်နေကြပါတယ် ဒီကနေ့မှာကျွန်တော်တင်ပြခဲ့တဲ့အကြောင်းအရာတွေကျွန်တော်မိပါတယ်သဘောကျတစ်သက်မယ်လို့မျှော်လင့်ပါတယ်မေဟိုတောင်ဆန်းစွတ်ချီနဲ့သမရဦးဝင်းမြင့်ပါဝင်ကျွန်တော်တို့ရဲ့ဓမ္မပတ်တော်သားညီကိုမောင်မမိသားစုတွေအားလုံးကိုကျွန်တော်တို့ရဲ့လက်နဲ့ကျွန်တော်တို့ကဲတင်ဖို့ပဲစိတ်ဝင်စားပါကြောင်းတင်ပြရင်းနဲ့ဒီကနေ့ရဲ့ဗီဒီယိုကိုအဆုံးသတ်ပါရစေနောက်လာတဲ့ဗီဒီယိုတွေကိုတစ်သက်ပိုကောင်းအောင်ကျွန်တော်ကြိုးစားပေးနေပါတယ် လက်နက်ပီစပီကပီကြောက်နေတယ်ကျွန်တော်ရဲ့မိဘပြည်သူရဲဘော်ရဲဘော်တိုးချင်းစတိုင်းဖြစ်နေကင်းရှင်းပါတဲ့ကြောင့်လေးနက်နက်စတောင်းချင်းနဲ့ကျွန်တော်ရဲဘော်ရှမ်းနေပါ